မိတ်ဆွေများအားလုံးမင်္ဂလာပါဒီတင်ကြီးသားအတန်လေးကိုမိတ်ဆွေတို့ထွက်တက်ပြီလားအရှိတင်ခဲ့စားပါကျွန်တော်မျှဝေပေးထားပါတယ်နော်ချိန်ရတယ်ဆိုရင်ဒီချားလေးလေ့ကျင့်ကြည့်ပါ Now ကျွန်တော်တို့ A to Z မှာဆိုရင်အတန်လေးတွေအပိုင်းလေး Now အတန်ပိုင်းလေးတစ်ခုလေးပေါ့နော်အဲ့ဒီခေါင်းစဉ်အောင်မှာရှိတယ် letters လေးတွေရဲ့ name နာမည်လေးတွေကိုဆက်ပြီးတော့လေ့လာကြည့်ပါမယ်တင်ကြီးသားလေးမမြင်ရမှာဆိုလို့ပါတင်ကြီးသားလေးကဒီလိုပုံစံလေးဖြစ်ပါတယ် i လေးနဲ့ b နာကအဆက်ကလေးနဲ့ဆက်ပေါ့ဒါလေးတွေဒီ IPA လို့ခေါ်တဲ့အတန်အတွက်တင်ဂီတာလေးတွေဖြစ်ပါတယ်အဲ့တော့ဒီတင်ဂီတာလေးကိုထွက်မယ်ဆိုရင်ဒီတင်ဂီတာလေးရဲ့အတန်ဒီဒီ letter လေးရဲ့နာမည်လေးဖြစ်ပါတယ်ထွက်ကြည့်လိုက်မယ်ဆိုရင် e e e ကျွန်တော်တို့ရည်လိုက်ပြီးတော့သွားတွေကို အပေါ်အောင်ပေါ်အောင်ရည်လိုက်တဲ့ပုံစံပါပဲ e e okay နော်ဒါဆိုရင် ဒီသင်္ကေတလေးကိုတွေ့တဲ့အခါကျရင်ကျွန်တော်တို့ဒီ e ဆိုရဲနော် long vowel sound အတန်ကို ထွက်လို့ရမှာဖြစ်ပါတယ် okay ဒါဆိုရင်ကျွန်တော်တို့သူ့ရဲ့ဒီသင်္ကေတလေးရဲ့အောက်မှာရှိတဲ့ letters လေးရဲ့နာမည်လေးကိုယူကြည့်လိုက်တဲ့အခါမှာ b c d okay ဒါလေးပါကျွန်တော်တို့ထည့်လိုက်မယ်နော် e p v โอเคเนาะကျွန်တော်တို့ t လို့မထပ်ပါဘူး t t t အဲ့ဒီဒါလေးနဲ့ထပ်ပါမယ် v လို့မထပ်ပါဘူးเนาะကျွန်တော်တို့ဒါလေးနဲ့ဒါလေးကို क्वे ပြအောင်အတန်ထွက်ကြည့်ပါ v b v โอเคเนาะဒါလေးကိုဘယ်လိုထွက်ပါမလဲသူရဲ့ letters လေးရဲ့နာမည်ကို b ဒါလေးကိုဘယ်လိုထွက်ပါမလဲ v โอเคเนาะ အဲ့တော့အတန်လေးရကွဲပြားပါပါတယ်ဒါဆိုရင်ဒီထဲမှာရှိတယ်ဒီ letters လေးမှာရှိတယ် e ဆိုရဲ sound vowel sound လေးပါတဲ့ letters လေးဘယ်ဟာလေးကြံပါသေးတယ်လဲမိတ်ဆွေတို့ရွေးကြည့်ပါမှန်တာပေါ့ဒါလေးနဲ့နောက်ပြီးတော့ကျွန်တော်တို့နော်ဒီထဲမှာမပါတဲ့သူ့ထဲမှာမရေးထားတဲ့ဒါလေးတစ်လုံးလေးပါကျွန်တော်တို့ထပ်ပြီးတော့ထည့်လိုက်မယ်ဒါဘာလေးလဲဆိုရင် US လို့ဆိုရင်နော် E အတန်နဲ့ထွက်ပါတယ် Z Z Z okay နော်ဒါလေးအောင်ဘယ်လိုထွက်မလဲ G G G okay ဒါဆိုရင်ကျွန်တော်တို့အဓိကပြောချင်တာဒီဒီသင်္ကေတလေးဖြစ်ပါတယ်ဘယ်လိုထွက်မလဲ E E ဟုတ်ပြီဒါဆိုရင်ဒီသင်္ကေတလေးနဲ့သက်ဆိုင်တဲ့ဒီသင်္ကေတလေးကို နော်ဘယ် letters လေးတွေอ่ะဘယ်ခါမှာဒီတင်္ကြာလေးထွက်လဲကျွန်တော်တို့ကြည့်ကြည့်အောင်နော် okay so ee ဆိုတဲ့ letters လေးတွေတွေ့တဲ့အခါ ea e တလုံးနဲ့ eo ey i e ei စသဖြင့်အဲ့ဒီ letters လေးတွေတွေ့တဲ့အခါမှာကျွန်တော်တို့ဒီနေ့လေ့လာလိုက်တဲ့ဒီတင်္ကြာရဲ့အတန်လေး e အဲ့ဒီအတန်လေးထွက်ပါတယ်ဒါကြောင့်မလို့

we people machine key need received စားရှိတဲ့ဖြစ်ဘာဒန်လေးထွက်သွားလဲ e ဆိုရဲအဒန်လေး long vowel ကြောင့် e အဒန်လေးဖြစ်ပါတယ်ဒါဆိုရင်ဒီခုပြထားတဲ့ letters လေးတွေစကားလုံးလေးတွေ ဒါလေးတွေနဲ့သွားပြီးပေါင်းတဲ့အခါအများစုသည်ကျွန်တော်တို့လေ့လာလိုက်တဲ့ e ဆိုတဲ့ long vowel sound အတန်းထွက်ပါတယ်။ဒါဆိုရင်မိတ်ဆွေတို့လည်းစဉ်းစားပြီးတော့ဒီလိုမျိုး e ဆိုတဲ့အတန်းပါတဲ့ letters လေးတွေဘယ်စကလုံးလေးတွေဖြစ်မလဲဆိုတာကိုစဉ်းစားပြီးတော့ကျွန်တော်တို့ဒီ phrase ရဲ့အောက်မှာမဲငယ်လို့ရပါတယ်။အားလုံးကျေးဇူးများကြီးတင်ပါတယ်။ Now ကျွန်တော်တို့အတန်းသင်ခန်းစာလေးမှာပြန်ပြီးတော့တွေ့ကြပါမယ်။